Lesson number three Rejection isn't the end, it's redirection. နှစ်ဆယ်ကျော်ဘဝဆိုတာလမ်းဆောင်လမ်းခွာကိုရောက်နေရတယ်လို့မျိုးပဲ။ရွေးချယ်စရာတွေတော့အများကြီးရှိပေမဲ့တကားတစ်ခုချင်းစီကိုရောက်သွားတိုင်းပိတ်ချလိုက်လို့ခံစားရတတ်တယ်။အလုပ်တွေရှောက်လိုက်တိုင်းမရတာမျိုး၊ကလပ်အသင်းဖွဲ့ကြီးကျွမ်းမှုစူးစမ်းပြီးမဲ့လူပြေဝါမှုမရတော့တာမျိုး ပညာသင်စုတွေလျှောက်ထားတာဒီလည်းမရတာမျိုးဒီလိုမရတာမျိုးရအများကြီးကြုံရတဲ့အခါမှာဆိုရင်စိတ်ခံစားချက်ထိခိုက်လို့ကြားရယ်ဒီလို rejection နဲ့ကြုံတွေ့နေရတယ်ဆိုတာကိုတည့်ရောက်တယ်မဟုတ်ဘူးเนาะရှင်ပြီဆိုလည်းဂျပန်ကိုရောက်တဲ့အချိန်တုန်းကအဲဒီအလုပ်အများကြီး online အနေနဲ့ရှောက်ခဲ့တယ်ပေါ့တရက်ကိုရင်းပြီး10ခုလောက်ရှောက်တယ်ထင်တယ် ဆယ်ဦးလောက်လျှောက်တယ်ဒါပေမဲ့အမြဲ rejection letter တွေပဲရတယ်။ interview ကိုသွားတော့လည်းအဲယမီဂျပန်မိစာမပြောတတ်တဲ့အတွက်ကြောင့်ယမီကိုဟိုမရခဲ့ဘူးပေါ့နော်။ညင်းညင်းခံခဲ့ရတယ်ပေါ့နော်။ဆိုတော့ဘောမှာဒီလိုမျိုး rejection တွေကအများကြီးကြုံတွေ့ရမှာပဲပေါ့နော်။ခက်ခဲတွေကြုံလာရတဲ့အခါဘာဖြစ်လို့ငါမှလဲလို့ဤသွားနေမယ်အစားအခုဘာဆက်လုပ်မလဲဆိုပြီးတော့ကိုကိုမိခွန်ထုတ်ကြည့်ဖို့လိုတယ်။အင်းညင်းခံရတာရင် ညလာတဲ့အခါမှာကိုကိုလမ်းဆုံးလို့မမြင်မဲနဲ့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အတွက်လမ်းကြောင်းပြင်ဆင်မှုတစ်ခုလိုပဲမြင်ပေးဖို့လိုတယ်။ဒါမှပဲဒီမျိုးရှေ့ဆက်သွားရမယ့်လမ်းကြောင်းကိုပိုပြီးရှင်းရှင်းလင်းလင်းနဲ့မြင်လာမှာဖြစ်ပါရဲ့။နောက်တစ်ခုက feedback တွေကိုရခဲ့ရင်အဲ့ feedback တွေကိုတခြားနားဟောင်ပြီးတော့လိုအပ်တာတွေကိုပြောင်းလဲလိုက်မယ်ဆိုရင်ပိုကောင်းတဲ့ရလဒ်တွေရလာနိုင်တယ်။နောက်တစ်ခုက network ချဲ့ဖို့လိုတယ်။ network chain ဆိုတဲ့နေရာမှာကျတော့ဘယ်လိုလူမျိုးတွေနဲ့ကိုပေါင်းမလဲပေါ့နော်ဥမာကိုက entrepreneur နဲ့ပတ်သက်ပြီးစိတ်ဝင်စားရဲဆိုရင်ဒီ entrepreneur ကြီးအများစုသွားတတ်တဲ့ဒီ event နေပေါ့နော်ဒီလူမျိုးကိုက live join တာမျိုးပြီးတော့ဒီလိုလူမျိုးတွေဥမာ link in ဆိုရင် entrepreneur နဲ့ကိုနီးတဝိုက်မှာရှိရဲဒီ former student တွေပေါ့ UMU ဆိုရင် APU မှာဆို former student တွေရှိသူတို့နဲ့အဲ connect လုပ်တာတို့ဒီ entrepreneurship seminar တွေတော့ join တာတို့ဒီလိုမျိုးပေါ့နော် network ကိုအဲ channel လောက်ခြေတာကကိုယ့်အတွက်အခွင့်အလမ်းတွေပုံများလေးဖြစ်တယ်ပြီးတော့ကိုယ်ကလीသူရဲ့ event ကိုတော်တက်တာမျိုးပဲမဟုတ်ပဲね event ပြီးွားတဲ့အချိန်မှာဆိုရင်ကိုယ့်ကိုအဲ connection ဖြစ်နေအောင်လို့တွားပြီးတော့မိတ်ဆက်ပြီးတော့ အဲကိုဘလော့ inspire ဖြစ်တဲ့အကြောင်းပေါ့နော်ဒီလိုမျိုး connection တစ်ခုရအောင်တခါတည်းချိန်လိုက်တာကိုမမိနေအောင်လို့အဲ့လိုတခါတည်း connect လုပ်လိုက်တာကိုတော့ opportunity ပုံများတယ်ပေါ့နော်အဲဒီရင်းမေးဆိုရင်ညီမမမနော်ဆို event တွေကို join လာ join လာပေါ့နော် join ပြရတဲ့အိမ်ချင်းချင်းပြန်နေပေါ့နော်အဲ့လိုမဟုတ်ပဲနေပေါ့နော် event တခု join နေလူတွေနဲ့တွေ့တယ် seminar ကဆရာကြီးနဲ့ guest speaker တွေနဲ့တွေ့ပြီးွားရင် event ပြီးတဲ့အချိန်နေပြီးရော networking တခါလေးလုပ်လိုက်တာပါပူကောင်းတယ်သူရဲ့ gag ကိုပဲဖြစ်ဖြစ်ပေါ့နော်အဲကိုကရလိုက်တာမျိုးချစ်ချင်းပေါ့နော်ဒီ event ပြရနဲ့သူနေစကားပြောပြောမိတ်ဆက်ပြွားချစ်ချင်းသူ့ linking နဲ့ connect လုပ်လိုက်တာမျိုးကအများကြီးအကျိုးရှိစေတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီနေ့ကြုံရတဲ့ညီမခံရမှုတွေကနောက်တစ်နေ့မှာပိုကြံ့ခိုင်နေတဲ့အုံဖန်တီးပြနိုင်ပါတယ် ဒါကြောင့်ညင်မိတ်ခံရမှုတွေကြုံလာတိုင်းစိတ်ညစ်ပြောဝမ်းနဲ့မနေပဲနဲ့နောက်ထပ်ပူကောင်းတဲ့အရာတွေအခွင့်အလမ်းတွေကိုရောက်လာနိုင်မယ်လို့ပဲအမြဲတွေးပါဒီဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲတကယ်ချင်းတို့ဒီဗီဒီယိုလေးကိုနှစ်တက်တဘောကြိုင် like and subscribe လေးလုပ်ပြီးရော share လေးလုပ်ပြီးတော့ပါအောင်နော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးပဲတတ်တာ